23ရက်5လ2025ရက်နေ့22နှစ်20နှစ်အချိန်နဲ့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တည်တောင်ပိုင်းမြို့နယ်63ရက်ကွက်စက်မှုဆောင်နှစ်တွင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိပါသည်။ဆွေမေဆွေမေ ါငါဒီမှနေတာလေဘယ်မှနေရဒီရက်ပေါ်မှာပဲလေဒီနောက်လန်းငါအိမ်လေပြင်းပြင်းလိုက်ခဲ့ဟိုအာမေးကွာ ုခုမှရောက်မလာပါဘူးတော့ဒီနေ့နှမ်းလို့ပါရဝင်းလို့ပါမင်းရစသလားအာအချက်ကတော့မင်းကအနောက်ရဲကျွန်တော်ကျန်တဲ့လောင်ရဲချင်းတော့ရှိတော့ဘူးဒီကြီးကြီးကတော့ဝင်နေတော့ရှိတော့ भागी गए 别多呀。今晚你们你们要干嘛？你们有面没？小高一，小米哦。小高一，小米哦。小米啊，对啊，这边这把都。来来来，你们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 。

Oh, my God.

2133အချိန်ကြီးထိမ့်ပါ2136အချိန်ကြီးငိမ့်ပါ ုကတော့တောင်တကုံ63ရက်ကွက်ပြီးအောင်စုလမ်းပေးရပလတ်စတိတ်ဆက်ရုံနောက်ချမ်းတချမ်းလုံးမီးလောင်မွန်းနေကျွန်တော်ဘက်ကီးယာပဲရောက်ပါပြီခင်ဗျာရုံကျွန်တော်တို့ကတော့ဘေးကနေဖြည့်ပြီးသွားတဲ့ခါကျတော့အဲနည်းနည်းတော့လမ်းနေကျွန်တော်တို့ရှိရနေဆိုဘိုးရတော့တိတ်ပြီးတော့မီးရရေခဲသားဖြုတ်နေပါပြီခင်ဗျာကျေးဇူးတင်ပါတယ် ယခုလိုမီးလောင်မှုမှတ်တမ်းဗီဒီယိုများကိုကြည့်ရှုလိုပါကကျွန်တော်ရဲ့လှဖို့ channel ကို subscribe လုပ်ထားပေးပါခင်ဗျာမိတ်ဆွေတို့အနေနဲ့အဆင်ပြေရင်တော့ comment နဲ့ like လေးပေးဝါလို့ရပါတယ်